မြစ်ဆောင်တန်ထက်ထွက်လာတဲ့စစ်ကောင်းဆောင်အားလုံးပဲမင်္ဂလာပါရှင်။ Let's start the new channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ရှင်းရင်ဆိုလက်စစ်တအားပေးစီမံကိန်းတွေရထားရလို့နိုင်ငံလက်စစ်တအားမလုံလောက်တာလို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောလိုက်ပြန်ပါတယ်။မြစ်ဆောင်ကြီးအားလက်စစ်စီမံကိန်းကထင်ရှားတဲ့ဥပမာတစ်ခုဆိုပြီးသူကပြောဆိုပါတယ်။မြန်မာပြည်ရဲ့အသက်တွေကြောင့်အေယာဝတီမြေပြတ်တုံးရမယ်အရေးကြောင့် မြစ်ဆုံစီမံကိန်းကိုတဘာဝပတ်ဝန်းကျင်တမားတွေနဲ့ပြည်သူအများကကန့်ကွက်ထားတာပါဒါကြောင့်2006ခုနှစ်ကစစ်အာဏာရှင်ဦးတန်းရွှေစတင်ခဲ့တဲ့ဒီစီမံကိန်းကိုဦးသိန်းစိန်နဲ့ NND လက်ထက်တွေမှာရက်ဆိုင်ထားခဲ့ရပါတယ်အခုတော့စစ်ကောင်ဆောင်ကဒုတိယအကြိမ်အဖြစ်မြစ်ဆုံအကြောင်းခန့်မှန်ပြောဆိုလို့လာပြန်ပါပြီမြစ်ဆုံရေအားလျက်စစ်စီမံကိန်းတာမရရင်မဂါဝက်6000ရမယ်ရှိပြည်သားဓာတ်အားပေးဆက်ယုံနေတဲ့ဆိုရင် လိုအပ်ချက်ပြည့်မီယုံတာမကကြော်လွန်သွားနိုင်တယ်လို့စစ်ကောင်ဆောင်ကပြောတော့ပါတယ်။မေလ20ရက်ကစစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးဒုတိယနေ့မှာအဲ့ဒီလိုပြောတော့တာပါ။ပြီးခဲ့တဲ့2023ခုနှစ်ဩဂုတ်လရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးအတွင်းမှာလည်းအလားတူပြောဆိုခဲ့ဖူးပါတယ်။မြစ်ဆုံစီမံကိန်းအပါအဝင် အကြောင်းမျိုးမျိုးကြောင့်ရက်တန့်ခဲ့ရတဲ့စီမံကိန်းတွေကြောင့်ပြည်တွင်းမှာ ရက်စစ်မီလုံလောက်အောင်မပေးနိုင်တာလို့အဲ့ဒီတုန်းကစစ်ကောင်းဆောင်မင်းအောင်လည်းကပြောဆိုခဲ့တာပါအခုလည်းတရုတ်နဲ့ပလဲနံပါတ်1နေချိန်တရုတ်ကသူတို့ဘက်ကရက်တီနေချိန်မှာပဲတရုတ်အစိုးရကအလွန်လိုလားနေတဲ့မြစ်စုံစီမံကိန်းကိုစစ်ကောင်းဆောင်ကပြန်အစဖော်လာခဲ့တာဖြစ်ပါလေဘူချုံမူကြီးနဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာဒီခဲ့တဲ့မေလာ9ရက်နေ့က ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်ခဲ့တဲ့နှစ်80ပြည့်ရင်ပြင်းနေရှိတပ်ပွဲမှာတည်တံ့တွေ့ဆုံခဲ့ကြပါသေးတယ်။အဲ့ဒီမှာမြစ်ဆုံစီမံကိန်းပြန်ဆဖို့နှစ်ဖက်ဆွေးနွေးမှုတွေရှိခဲ့သလားဆိုတာတော့ဘယ်သူမှမသိရသေးပါဘူး။ဒါပေမဲ့စစ်ကောင်းဆောင်ကတော့မြစ်ဆုံစီမံကိန်းအကြောင်းလေတံစပစ်လာခဲ့ပြီဖြစ်ပါလေရှင်။တည်င်းလေးကတော့ဒါလားပါပဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားအလုံးမင်းဆွမင်းညပေတဘာဝပေစစ်ပေတို့ကနေအမြန်ဆုံးကင်းလို့ညင်ကြပါစေရှင်။ကျမတို့ channel လေးကိုလည်း subscribe လေးလုပ်ထားပြီးကြဖို့မြစ်တာရက်ခန့်အပ်ပါတယ်ရှင်။ကျမညီမ